ပေးတက်ကြီးများအားလုံးမင်္ဂလာပါရှင်။တော်တန်းတို့တော်ကြီးကန်းချက်ပြုတ်ခြင်းအစီအစဉ်ကနေပြန်လည်ကြည့်ခုလိုက်ပါတယ်။ဒီနေ့ချက်မှာတော့အမဲသားနှစ်ဖြစ်ပါတယ်ရှင်။ကဲအမဲသားခုနှစ်ပိတ်တာထဲကိုစားထည့်ပါပြီ။ချုံမထည့်ပါပြီ။ စနွမုတ်ထဲ့ပါတယ်ဂျင်းကြက်သွမ်းယူထောင်းထားတာထဲ့ပါတယ်နောက်တက်တော့အနည်းလေးစိတ်ကွဲပြီးချတာကိုထည့်ပါရစေ။ တစ်ခါတည်းလုံးချက်ချက်ပါမယ်စီတက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လုံးချက်ပါနေပါတယ်အဘတရနေပါမယ်နေပြီးတော့အနည်းဆုံးတစ်နာရီလောက်နှက်ထားပြီးတော့မှမီးအေးအေးလေးနဲ့အမဲသား နှက်ကလေးဖြစ်အောင်ချက်ပြုတ်ပါမယ်ရှင်အဲ့ဒီအမေသားစတပိတ်တာအတွက်ကုသိုလ်ရှင်ကတော့ ိုရီးယားနိုင်ငံရောက်မောင်တန့်စင်ရဲ့မွေးနေ့ဖြစ်ပါတယ်တဆက်သေးပဲအဲစိတ်မကောင်းစရာပြောရမှာကတော့ဒီနေ့ကဖခင်ကြီးရဲ့ရက်လေဖြစ်နေပါတယ်ဒါကြောင့်မလို့ဖခင်ကြီးအတွက်လည်းယေရှုကုတူအနေနဲ့ကျမတို့စီမှာပဲတပေါင်းနဲ့ပေါင်းပြီးတော့မှလှူဒန်းထားပါတယ် တော့ကွယ်လွန်သူဖခင်ကြီးယခုပြုလုပ်တဲ့ကုသိုလ်အဖို့ပါကကိုရရှိပြီးတော့မှမြင့်မြတ်ရာဘုံကိုသူကုပြောင်းဆံသားနိုင်ပါစေဒီသားဖြစ်သူလည်းကျမ်းမာချမ်းသာပြီးတော့မျိုးဘာသာသာသနာအတွက်ဆောက်ရှောက်နိုင်တော့ပါကောင်းသားမြတ်ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်ပါစေကြောင်းကျမတို့ကဆုတောင်းမြတ်တာပို့တာလိုက်ရပါတယ်ရှင်